သိရှင်တော်ကြီးမိဒါကြောင့်ဒီကိုတို့တဲ့သိရှင်တော်ကြီးသိရှင်ခြင်းလက္ခဏာအန်ရှင်ခြင်းလက္ခဏာဘုရားသခင်နဲ့တက်တော်မူသောလက္ခဏာအသိရှင်တဲ့ရည်လို့ပြောရင်လက္ခဏာဘယ်လိုရှိလဲဘုံဘုရားပါရည်လဲသိရှင်တဲ့လက္ခဏာပြရမယ်တန်ရှင်တဲ့လက္ခဏာပြရမယ်ဘာဖြစ်ရင်ဘုရားသခင်မြင့်မြတ်တဲ့လက္ခဏာရှိရစံတဲ့အလုံးကျွန်တော်ကထိုးပြီးတော့ပြန်အဝတ်မှန်ပြည့်ခဲ့တာမဖြစ်ဘူးကျွန်တော်ကပြောသလို တရားဟောရအကြောင်းကိုကြည့်တဲ့အခါမှာဘုရားသခင်ကနမောနမေအိဆံတော်လက်မခံဒါကအရေးကြီးတဲ့အချက်ဖြစ်တယ်နော်ကျွန်တော်သစ်တာမှာလည်းနမောနမေဒီဖုရားကအလိုရှိဘူးအသိရှင်တယ်ဆိုရင်မှနော်အသိတော့ရှင်ပါရဲ့ဒါပေမဲ့တန်ရှင်းရှင်းလက္ခဏာမရှိဘူးနိတ္တဖွေမဖြစ်ဘူးနော်အဲ့ဒီကြီးကအတင်းနဲ့တူတယ်ဆိုတော့အသိရှင်မေကြီးဆိုတာဘာလဲကျွန်တော်တို့သစ်တာထဲမှာဟောတာပြောပြပါမယ်ခရစ်ရှင်ဝတ်ရှိဖြစ်တဲ့ယေရှုကတော့ ။ persuasion မှာပါရပါလေ။အချင်းဆိုတာပါမယ်။ဘုရားကိုသိပ္ပိခန္ဓာပါမယ်။တရင်ကောင်းပြောတာပါမယ်။ကျွန်တော်တို့ဒီမှာမျက်နှာပြုတ်လို့တဲ့နော်။အာဘွေးတော်ပါမယ်။အလုပ်ပါရကွာ။ဒါတွေကကျွန်တော်တို့အပတ်တိုင်းလုပ်တဲ့အရာပေါ့နော်။ Sunday တိုင်းလုပ်တဲ့အရာ။အဲ့ဒီ Sunday တိုင်းမှာလုပ်တဲ့အရာအထက်ပူပြီးမှလုပ်ရမယ့်အရာတွေငါရှိ။အဲ့ဒီအရာအလုံးကိုကျွန်တော်တို့မှဒါကသိရှိတော့ရည်ဖြစ်။ Sunday ကိုတပတ်တစ်ခါလာပြီးမှအနောက်မှာတွားထိုင်ပြီးမှ full clean နေလိုက် ဘာဘူးဒီမှာစကားပြောလိုက်တာကအသိရှင်ချင်းလက္ခဏာမဟုတ်ဘူး။အသိရှင်တဲ့လက္ခဏာလို့ပြောတော့ခါမှာကျွန်တော်တို့ရဲ့အိယာထားတာဒီအိယာဝင်ချင်။ပြီးရင်အိယာပြောင်းဝင်တဲ့ဒီအိယာထားချင်။ဘုရားတကယ်ဒီတန်ရှင်တော်လက္ခဏာရှိဖို့ဒါကအသိရှင်ရဲ့လက္ခဏာဖြစ်တယ်နော်။မိမကိုခန္ဓာကိုဘုရားတကယ်အစက်ကချင်းပြီးဟူတော့တင်းတို့ပြုတ်ပြောတော့ဝတ်ကိုပြုတ်ပြီးအကြောင်းအချို့ကျွန်တော်တို့ဒီတင်းတို့သမိုင်းကိုလေ့လာတဲ့ခါမှာနော်တင်းတို့သမိုင်းကမှာပါတော့ပြရလဲဆိုရင်အယူအဆကိုရှိတယ် ။ဆိုတော့ဒီဥပါဒခြင်းမှာတရားဝိညာဉ်တရားစိတ်ကအရေးကြီးတယ်။တရားခန္ဓာကိုယ်ကအရေးကြီးဘူး။ဆိုတော့တဲ့တာလုပ်လို့ရတယ်လေ။မှန်လားမှန်လား။ခန္ဓာကိုယ်ဘုရားရှင်ကစက်ကပါတယ်။ဝိညာဉ်ကအရေးကြီးတယ်၊စိတ်လည်းအရေးကြီးတယ်ပဲ။ Your soul and your spirit is important but your body is nothing. စိတ်ဝိညာဉ်ကအရေးကြီးတယ်၊တရားခန္ဓာတော့ပါလေ။ဘာမှမဟုတ်ဘူးအရေးကြီးဘူး။တသန်နဲ့တော့လောဘပုတိနေသွားတယ်။ဒီကောခန်းကြီး၆ဖက်ပါဟုတ်တယ်နော်။စကို၆ချက်ပုတ်နေမှာ။ င်ဝိခန္ဓာကိုယ်ဒီမြားတင်ပြီးတော့ရှင်းဝင်တော့ပါလေမိမှန်တော့ပုတ်ဒီလိုဒီလိုမထိချတော့မြားထဲမှာကျုံဝင်တယ်ခန္ဓာကိုယ်ထဲမှာလို့ပြောတယ်နော်စိတ်ထဲမှာလို့ပြောဘူးနော်ဝိဉ္ဇဉ်မှာလည်းမပြောဘူးခန္ဓာကိုယ်မှာဝိဉ္ဇဉ်ဝတ်တာဆိုကျွန်တော်ခန္ဓာကိုယ်က your body is not important မဟုတ်ဘူး our body is extremely important အရှမ်းကိုရေးချင်တယ်ဆိုကျွန်တော်ခန္ဓာကိုယ်မှာ ်အနာကိုအရာရေးချင်ဆိုပုံမြဲပြီးကျွန်တော်တစ်ချက်ပြောမယ်လာမရှောက်ပြီးမှဟိုဘုရားမပြီးတဲ့နော်ကိုပြောတော့မလဲညာညစ်တွေရဲ့ဝတ်စားကဘုံတဘောချပြီးမှကိုကွချပေါ်ခန်းဒီကွချပေါ်ခန်းလဲအဲ့လိုကိုခန္ဓာကိုလုံးလုံးရလားကိုနာမှာကိုစိတ်နဲ့ကြောင့်ထွက်လိုက်ဒီစိတ်နဲ့ကြောင့်ထွက်လိုက်တော့လုံးလုံးရလားဘာဖြစ်လို့လဲတိရခန္ဓာကဘာဘုရားဖြင့်ဝိညာဉ်ကိမတ်တဲ့ဒိဗံပေါ်တယ်နော်ဘယ်လောက်ကြည့်တံပိုးချင်းလဲ ဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေကခုခန္ဓာကိုယ်ကိုနည်းနည်းလေးတော့အဆုံးချင်းမခံချင်ဘူး။ကျွန်တော်တို့ဆိုရင်ဒီလိုဆိုတာနော်ထူလိုက်ဘုံမြင့်တဲ့ညမှာဘာလို့ရတယ်ထူလိုက်မလုပ်ပြန်ဘူးလုံးဝမလုပ်ပြန်ပါဘူး။ကြည့်လို့မကောင်းဘူး။ပေါ်တဲ့တာလည်းပေါ်မဝေးပါဘူး။လူငယ်တွေနော်ဒီမှာတော့ဘာလို့တို့မရှိပါဘူး။ဒါပေမဲ့ပေါ်ဝင်ချင်ကိုကြည့်တဲ့အခါမှာအဲ့ဒီစိတ်ကဝင်လာတာပြောတင်းတို့ဒီလောကမှာနေတာပဲမဲ့လောကနဲ့မဆိုင်ဘူးတဲ့။ဒီကောင်ကိုပြရည်ကိုစက်တဲ့အခါမှာအဲ့ဒီဒီကောင်ကိုပြန်ယူလား။ အမောင်းထဲမှာနော်ကျွန်တော်ပြောပြမယ်လူတယောက်ကသူ့အပြစ်တွေ့ရှိကောင်ကိုစော်လိုက်တယ်အဲ့ဒီရှိကောင်ဒီအသာစက်မှသူပြန်ပြီးတော့အဲ့ဒီရှိကောင်ကသူ့ကိုစားအသက်ခံရတယ်မိရှုခံရတယ်ချမ်းသာတဲ့ကိစ္စအားလုံးကိုမိရှုယေရှုဘုရင်ဒီရစ်ပူဇော်တဲ့ဒီဘုရားတွေကစားတော့ဝအေးပြန်ယူတော့မရှိဘူးတဲ့တဲ့ခါမှာအဲ့လိုပဲ ဘုရားသခင်ကိုရှိပူဇော်တဲ့အခါမှာပြန်ဘာမှပြန်ယူလို့မရဘူးကျွန်တော်တို့ခန္ဓာကိုယ်ဘုရားသခင်စစ်တာလို့ဆိုရင်ကျွန်တော်ဘာမှပြန်ယူလို့မရဘူးဘောချင်တာကခန္ဓာကိုယ်ဘုရားကိုစစ်တာလို့ကြောက်ကျွန်တော်တို့ခန္ဓာကိုယ်ကိုတော့တိုက်လို့ပြန်လို့ခင်မရှိဘူးဘာဖြစ်လို့လဲဘုရားကိုပူဇော်စစ်ကပြလာဖြစ်တယ်တို့ရအောင်ဘုရားကိုပူဇော်စစ်ကပြလာဖြစ်တယ်ဘုရားကိုပူဇော်စစ်ကပြလာဖြစ်တယ် ကျွန်တော်ခန္ဓာကိုယ်ကြီးဘုရားရှင်ကိုဘုရားရှင်ကိုစက်ကပ်ပြီးသားဖြစ်တယ်စက်ကပ်ပြီးသားဖြစ်တယ်ဘုရားကိုပဲအသုံးပြုခိုင်းမယ်ဘုရားကိုပဲအသုံးပြုခိုင်းမယ်ဒီနေ့ဘုရားရှင်ကောင်းချီးပေးပါစေအာမင်